ရှုံးခဲ့ပေမဲ့လူဆုံးမထုတ်လို့ပါဆိုပြီးတော့ဆင်ကျင်ပေးစရာရခဲ့တဲ့ခေကြီးအားလုံးပဲမင်္ဂလာပါခေကြီးတို့ကတော့သူ့ပြိသက်တွေကိုစိတ်ထုတ်ကပေးလိုက်ရမှနေသားဟိုင်းသာရှိတယ်အသိနဲ့သိလို့ပြောလို့ရပါတယ်ပြီးခဲ့တဲ့ငကြောက်ထန်းပလာပွဲစဉ်မှာတပွဲတည်းစိတ်ထုတ်ကပေါင်းစုံပေးပြီးမှနောက်ဆုံးကမ်းပတ်နဲ့ပေးပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းပေးပြောရင်တော့တပတ်ထပ်ပို့ပြီးပေးမပြောတဲ့ခေကြီးတို့ကဒီတပတ်မှာတော့ဝင်ပလေတို့ကိုအင်ကွင်းမှာရှုံပြီးရှယ်ကုန်းသွားခဲ့ပါပြီလွယ်ဖြစ်ဖြစ်ငကြောက်ထန်းပလာကိုပါအာယုံဆိုင်ရတော့မှာဖြစ်လို့လူဆုံးမထုတ်လို့ပါဆိုပြီးစင်ကြီးပေးစရာတော့ရှိနေပါတယ်ဒီနေ့မှာတော့ဂိမ်းနဲ့ဝင်ပလေသင်းတို့ရှင်ပြိုင်ခဲ့ ြတဲ့ Premier League ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။တကယ်တော့ Wembley တို့ဆိုတာ KG တို့ကိုတွေ့ရင်ဒုက္ခပေးနေတဲ့အသင်းမျိုးဖြစ်ပါလိမ့်။ KG တို့နိုင်ရင်တောင်မှဂိုးပြတ်တာမျိုးသိမ်းမတွေ့ရဘဲနဲ့ပထမအချက်မှတော့2စီးနဲ့တီးထုတ်ခံထားရတာပါ။ငချောက်တန်ပလာရှိနေသေးတဲ့ KG တို့ကတော့ဒီဘက်မှာအဓိကကစားသမားတချို့ကိုအနာပေးခဲ့ပါလိမ့်။တခြားပါပါစစ်တဲ့လေးသိန်းဘရူနိုတောင်မှဒီဘက်မှာအနာရလာခဲ့ပြီးတော့လီယွန်သင်းနဲ့ပွဲစဉ်မှာပုံစံကောင်းပြနိုင်ခဲ့တဲ့သူထူးဆန်ကိုလည်းအနာပေးခဲ့ပါလိမ့်။ကွယ်လဲမှာတော့ Ericsson နဲ့ Ugarte တို့ကိုတွေ့ပေးခဲ့ပြီးတော့ဘရူနိုရဲ့နေရာမှာတော့ Manu ပွဲထလာပါလိမ့်။ခံစစ်ပိုင်းမှာလည်း န်ဆူလာဝီနဲ့လင်ဒီလော်ရိုနဲ့အတူလူငယ်လေးဖရက်ဒရစ်ဆန်ကိုနေရာပေးလာခဲ့ပါတယ်။ဒါလောက်ကိုလည်းအနားပေးလာခဲ့တာကြောင့်ဒေါကူတယောက်လည်းညာချမ်းကိုပြင်ရောက်လာပါတယ်။ဘယ်ချမ်းမှလူငယ်ကစားသမားလေးတူဖြစ်တဲ့ Harry MS နဲ့ပွဲထွက်လာပါတယ်။မလေးသိန်းကလည်းလာဆန်တို့ကိုညာတို့နဲ့အတူအဓိကကစားသမားအဆောင်လင်းပါဝင်ခဲ့ပါတယ်။ကကြီးတို့ကရှုံးပွဲနဲ့ကြုံတွေ့ကြရတဲ့ဆိုပေမဲ့ကစားပုံရတော့သိမ်းမညံ့ဘူးလို့ပြောလို့ရပါတယ်။ခန်းစစ်မှာပွဲထွက်ခွင့်ရလာခဲ့တဲ့ဖရက်ဒရစ်ဆန်ကလည်းပုံစံကောင်းပြနိုင်ခဲ့ပြီးတော့ကကြီးတို့ရဲ့ခန်းစစ်ကတိကျလေးလေးရှိခဲ့တယ်လို့ပြောလို့ရပါတယ်။ကွန်လေးပိုင်းကတော့မလေးသိန်းရဲ့ pressing ကြောင်းရုံးကန်ကြီးရတဲ့အပိုင်းလေးတွေတော့ရှိခဲ့ပါတယ်ပထမပိုင်းမှာဆိုရင်ခေကြီးတို့ဘောလုံးပိုင်ဆိုင်မှုတာနဲ့ကစားခဲ့ပေမဲ့ဟွန်ပလီသင်းမတ်ကိုထိုးပေါက်ခဲ့ရမှာတော့အနှဲငယ်ခတ်တွေ့နေပါတယ်ပထမပိုင်းဒီပိုင်းလုံးမှာဂိုးပေါက်ကန်ဝင်း၃ချိန်ထိသာရရှိခဲ့ပြီးတော့အရီဆန်ရဲ့ဖရီကစ်ကန်ချက်တစ်ချိန်လောက်သာဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်ဒီဘက်ကဝမ်ပလီသင်းကတော့ဒုတိယပိုင်းမှာဂိုးပေါက်ချိန်ချမှုတစ်ချိန်ပဲလုပ်နိုင်ခဲ့ပါတယ်ဒီရပိုင်းမှာလည်းခေကြီးတို့ကဒါလာလိုဖစ်တင်မောင်းလို့နဲ့အတူဖစ်တဲ့လေသင်းဘရူနိုကိုပါထည့်သွင်းပြီးတော့အနိုင်ရလက်အတွက်ကြိုးစားခဲ့ပါတယ်ဒုတိယပိုင်းမှာခေကြီးတို့ရဲ့တိုက်စစ်လမ်းကြောင်းတွေပုံပွင့်လာခဲ့ပေမဲ့လိုအပ်နေတဲ့ ရဲ့ဂိုးတွေတော့မရရှိခဲ့ပါဘူး။အိုက်ဆက်ကဟွိုင်လန်တယောက်ကလည်းဖျားဆူတိုက်စစ်မှုဖြစ်ပဲဆက်ရှိနေခဲ့ပါတယ်။အဲလိုနဲ့ area စံသားမှာ area စင်တယောက်ပြတ်တံမောင်းကျွလွန်ခဲ့မိရာကနေတစ်ဖက်သွင်းကို free kick ပေးလိုက်ရပါတယ်။ဒီ free kick ကိုလူစားဝင်လာတဲ့ Pablo Sarabia ကတိုက်ရိုက်ကန်သွင်းပြီးတော့ဥဆောင်ကိုရရှိသွားခဲ့ပါတယ်။အကြံမင်းနေတီမှာလီယွန်တင်းတဲ့တုန်းကလိုကမ်ဘတ်မလားစောင့်ကြည့်ခဲ့ကြပေမဲ့ဘာမှတော့ဖြစ်မလာခဲ့ပါဘူး။တကယ်ကတင်ရှင်ခေါင်းကြီးမပါနေခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ပဲ KG တို့ဟာ Europa League ယူမလို့ပါဆိုတဲ့စင်ကျင်နဲ့အင်္ဂလန်မှာဝမ်ဘလေးအသင်းကိုရှုံးနိမ့်သွားခဲ့ရပြီလည်းဖြစ်ပါတယ်။ဒါက လည်းမစင်းရတော့တာတေးကြနေပြီမလို့ပရီးမီးယားလိကအရေးမကြီးတော့ဘူးဆိုပေမဲ့လက်ကျန်ပေါ်ဒီမှာအချင်းတွေမကောင်းဘူးဆိုရင်တော့တန်ဖင်းဖုံတက်အဆင့်၁၈ကိုပါရောက်ရှိသွားနိုင်ပါတယ်။အကြောင်းဂုံဒိခါပိုင်းရဆိုရင် KG တို့လက်ကျန်ပွဲတွေကိုလည်းအာရုံစိုက်သွားဖို့လိုအပ်နေပါတယ်။အစုံလေးကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။